ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးချင်တာကတော့ငွေကြေးစည်းပွားအလောက်ကန်တွေကိုရုတ်တရက်ရရှိစေမဲ့အမှတ်သားကောင်းတွေပဲဖြစ်ပါတယ်လူသားတွေရဲ့ကံကြမ္မာအကြောင်းတရားဟာထူးခြားစမ်းကြပါတယ်အခုလိုမျိုးပုံမှန်ပြထားတဲ့အတိုင်းအသက်လမ်းကြောင်းကထွက်ရှိလာတဲ့လမ်းတူကလေးဟာလက္ခဏာရှင်အတွက်ကံကောင်းစေတဲ့လမ်းတူလေးဖြစ်ပါတယ်အဲ့ဒီကံကောင်းမဲ့အချိန်ရဲ့အသက်ရွယ်ကိုပေါ်ပြနေပါတယ်အဲ့ဒီလိုအသက်ရွယ်မှာလက္ခဏာရှင်ဟာငွေကြေးအစုလိုက်အပြုံလိုက်ရရှိတာမျိုးသို့မဟုတ်ခြေတွေချဲတွေပေါက်တယ်လို့ရရှိတာမျိုးသို့မဟုတ်အလောက်ကန်တိုးတက်တာမျိုး ို့မဟုတ်ယာဒူးတိုးတက်မှုရရှိတာမျိုးတို့မဟုတ်သားသမီးရရှိတာမျိုးတို့မဟုတ်အမွေနဲ့ရရှိတာမျိုးကိုပေါ်ပြနေတာဖြစ်ပါတယ်အဲဒီလိုတက်လန်ရံကထွက်ရှိလာတဲ့လန်းတူကလေးတွေဟာလက်ဘွားပြင်အမျိုးအစားလဲကောင်းမှုမယ်လက်ရည်စားလဲကောင်းမှုမယ်ကံကြမ္မာလန်းချောင်းလဲကောင်းမှုမယ်ဆိုရင်တော့လက္ခဏာရှင်ဟာအင်မတန်မှကံကောင်းမှုတစ်ခုခုကိုကြုံတွေ့ပြီးငွေကြေးစည်းဘွားအလောက်အကန့်တွေစုလိုက်အပြုံလိုက်တိုးတက်မှာကတော့သိကြပါတယ်ဒီလန်းတူလေးအမသားတွေဟာလက်ဝါပြင်ပေါ်မှာ အတိတ်ဘဝကကုသိုလ်ကံကောင်းမှုတွေယခုဘဝမှာရရှိလာခဲ့ခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ထူးခြားတဲ့အောင်မြင်လမ်းကြောင်းအကြောင်းပါ။ဒီအောင်မြင်လမ်းကြောင်းကအင်္ဂါဂျူခုံကနေတနင်္ဂနွေဂျူခုံကိုအဆုံးသတ်သွားတဲ့အောင်မြင်လမ်းကြောင်းဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လောက်ဝါပြင်ကိုကြည့်လိုက်ပါ။အင်္ဂါဂျူခုံကနေထွက်လာပြီးတနင်္ဂနွေဂျူခုံမှာအဆုံးသတ်သွားရင်ဒီလမ်းမသာဟာကောင်းပါတယ်။ဘလိုမျိုးကောင်းတာလဲဆိုတော့နိုင်ငံရက်ဝေးဒီမှာအောင်မြင်မယ်။အကျိုးပေးမြန်စေပါတယ်။အဆင်ပြေနိုင်ပါတယ်။ နိုင်ငံရဲ့ချာကန်ရုပ်ဝေကန်တွေကအားကောင်းတယ်လို့ပြနေပါတယ်ကိုရဲ့မွေးရမြေထက်ရုပ်ဝေကန်ကသူ့ကိုပို့ပြီးအကျိုးပြုစေပါတယ်နောက်ပြီးတော့အများနဲ့လှုပ်တဲ့အလုပ်တွေနဲ့နိုင်ငံသားနဲ့အဆက်တက်အလုပ်မျိုးတွေကသူ့အတွက်အကျိုးဖြစ်စေတယ်တိုးတက်စေပါတယ်နောက်ပြီးဒီလိုလမ်းပါဖို့ကလည်းမလွယ်ပါဘူးမွေးရပါအတိတ်ကံကောင်းတဲ့သူတွေအတိတ်ကုသိုလ်ကံထူတဲ့သူတွေသာဖြစ်တတ်ပါတယ်အတိတ်ကုသိုလ်ကံကောင်းတဲ့သူတွေလို့ပြောရပါလိမ့်မယ်ဒီလိုလူတွေဟာဘဝဆမှာကြိုးစားရုန်းကန်ရပါတယ်အခက်အခဲရင်းနဲ့ရင်ဆိုင်မှာ အားကောင်းလာကြပြီးတော့အတိတ်ကံရဲ့ကုသိုလ်အကျိုးကြောင့်ရရှိတဲ့အကျိုးတွေကိုရရှိလိမ့်မယ်။ဓီစုတွေပေါက်တတ်ပါတယ်။ဒီလမ်းမသာပါတဲ့သူတွေအနေနဲ့လက်ဝါးပြင်တစ်ခုလုံးကိုသေချာကြည့်ကြည့်ပါ။တခြားအမတ်သားကောင်းတွေတခြားလမ်းတွေလည်းအားကောင်းနေမှာဆိုရင်ဒီထက်များပြားတဲ့အကျိုးတွေကိုရရှိနိုင်ပါလိမ့်မယ်။